လူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့လူလူလှုပ်ရှားမှုကမ်ပိန်းတွေမွေးနေ့စုတောင်းတဲ့အလှူတန်းတွေကိုကမ္ဘာနိုင်ငံအသီးသီးကမြန်မာနိုင်ငံသားတွေနဲ့ပြည်တွင်းကနေရာအနှံ့ပြားမှာကျင်းပပြုလုပ်ပေးနေပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။လူလူကောင်းဆောင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့အထိမ်းအမှတ်အဖြစ်လူလူလှုပ်ရှားမှုကမ်ပိန်းတွင် အလူတန်းတွေကိုတောင်ဆန်းစုကြည်ကိုချစ်ခင်ကြတယ်။ကမ္ဘာနေရာအနှံ့ပြားကမြန်မာနိုင်ငံသားတွေနဲ့ပြည်ရင်းကတော်လန်ပြည်သူတွေကပါဝင်ဆင်နွှဲကကျင်းပပြုလုပ်နေကြပါတယ်။ဂျေးလက်မျိုးပြမကျန်းနေရာအနှံ့ပြားမှာလည်းပန်တဘိတ်ကမ်ပိန်းတွေအပြာရောင်ရှက်အင်ကြီးကမ်ပိန်းတွေကိုလည်းတပြိုင်တည်းပြုလုပ်နေကြတာပါ။စစ်ကောင်စီရဲ့တင်းကျပ်စစ်ဆေးနေတဲ့ကြားကပဲ မန္တလေးမြို့နယ်ရန်ကုန်မြို့တွေမှာလည်းမြို့ပြတော်လှန်ရေးအဖွဲ့တွေကတောင်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်းလှူရှားမှုတွေကိုပြုလုပ်ခဲ့ကြပါတယ်။လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ကြားကပဲရန်ကုန်မှာမွေးနေ့ဆုတောင်းလှူရှားမှုတစ်ခုကိုရေပွဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့ကလည်းပြုလုပ်ခဲ့ပါတယ်။အမိုင်ကလုံးတစ်ဖြီလုံးနဲ့ကပားအကျရက်ကပါအချင်းမြန်လို့ကြားရဲဒူဒူကောင်းဆောင်ကိုပြည်သူလူလူနဲ့အတူမွေးနေ့ဆုမောင်းလှူရှားမှုတစ်ခုပါပဲ။ ။ရန်ကုန်ရဲ့လုံခြုံရေးရုံဒစားနဲ့ဒစားတူညီတဲ့နီလန်းပိုင်းနေနဲ့တူတက်လာတာတွေတွေ့ရတယ်။မိပညာပိုင်းတွေရောဒီအသွင်ယူလှူရှားမှုတွေရော ပြီးတော့တည်င်းတွေပေါ်မှာချိတ်ဆက်ပြီးတော့လှူရှားတဲ့ပုံစံမျိုးတွေရောပေါ့နော်။ဒါမျိုးစုံပါပဲ။ဘလို့အချိန်မင်းဖြစ်ပါစေ။အဲကျွန်တော်တို့ကတော့ဒါအချမ်းမဖတ်နိုင်ငံကြီးအတူလှူရှားမှုတပိတ်လှူရှားမှုတွေရောဘလောက်ပဲတင်းကျပ်တင်းကျပ် ျွန်တော်တို့ဆက်ပြီးတော့လည်းကျွန်တော်တို့ပေါက်ထွက်လှုပ်ရှားဥပမာပဲဖြစ်ပါတယ်။လူမှုကောင်းဆောင်ရဲ့မွေးနေ့ဆုတောင်းတန်တွေဟာလူမှုရဲ့ကြွေးကြော်တန်တွေဖြစ်တယ်လို့ဒေါံဆန်းစုကြည်အပါအဝင်မတရားအချင်းချခံရရတဲ့နိုင်ငံရေးအကျဉ်းသူကျင်းသားတွေအားလုံးရဲ့လွမြောက်ရေးတောင်းဆိုတန်တွေလည်းဖြစ်ပါတယ်။အချင်းချခံရတဲ့လူမှုကောင်းဆောင်နဲ့နိုင်ကျင်းမိခင်တွေအတွက်ရည်ရွယ်တည်ဆိုထားတဲ့နိုင်ကျင်းမိခင်တချင်းကိုလည်းနိုင်ငံရေးအကျဉ်းသူများကွန်ရက်ကမဆူဆူမီကတည်ဆိုထားပါတယ်။လူမှု ခေါင်းဆောင်ဒီအမေအောင်တန်းစုကြည်ဆိုလို့ရှိရင်လည်းဒါစားတွေကိုစွန့်လွတ်ပြီးတော့ဗောနော်ဒီခင်မုန်းကိုစွန့်လွတ်ပြီးတော့ပဲဒီမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူအရေးကိုပဲအာသုံကိုစိုက်စူးစားလာတဲ့အမျိုးသမီးတယောက်ဖြစ်တယ်ဗောနော်အမေအတွက်ကိုလည်းရည်ရွယ်သလိုထောင်ထဲမှာအမေနဲ့အတူတူအအတင်းချခံနေရတဲ့အာနိုင်ဂျီမီကင်နေလည်းအများကြီးရှိနေပေါ့နော်ထောင်ထဲမှာအသက်မပြေသေးတဲ့ဒီကလေးတွေအားစသူတို့တွေကိုဒါဂုံပြုရှင်နဲ့စိတ်နဲ့အာဒီနေ့မှာအမှတ်တရအနေနဲ့ထုံလွှင့်လိုက်တာပါအမေစု ဟိုမွေးနေ့စုတောင်းနေနေရတော့လွမြောက်ရေးလွမြောက်ရေးပေါ့နော်လွမြောက်သေးခြင်းလေသူနဲ့တူတူအထဲမှာရှိနေတဲ့နိုင်ငံချင်းသားချင်းတူတွေက2000ကျော်ကျက်ရှိနေရဖြစ်တယ်သူနဲ့တူတူတပားလေးပေါ့နော်လွမြောက်သေးခြင်းလေပေါ့နော်ပြည်ပနိုင်ငံတွေမှာရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေကလည်းမွေးနေ့အမှတ်တရစုပေါင်းစုတောင်းပွဲတွေတော်လန်ရေးလူမှုလှုပ်ရှားမှုတွေနဲ့အတူပါဝင်ဆင်နွှဲနေကြပါတယ်။နယ်သာလန်နိုင်ငံအက်စတာဒန်မြို့ကနေဒါနိုင်ငံဗန်ကူးဗားမြို့အမေရိကန်နိုင်ငံဝါရှင်တန်ဒီစီမြို့ တောင်ကိုရီးယားနိုင်ငံဂျပန် ထိုင်းနိုင်ငံဘန်ကောက်နဲ့မဲဆောက်မြို့စတဲ့နိုင်ငံတွေအပြင်ကမ္ဘာနေရာအနှံ့ပြားမှာလည်းပြုလုပ်နေကြတာဖြစ်ပါတယ်။ Happy birthday မေဆုမေဆုကျမပါစေချုံနောင်မှအမြန်ဆုံးလို့မြောက်ပါစေတာသမီတွေကောလုံးမြော်နေတယ်တာသမီတွေကောလုံးလန်းနေတယ်မေဆုမေမတီရဲ့မခပဲပြန်ဆုံးမနေရမှာတာသမီတွေလိုချင်ပါတယ်အားလုံးမေဆုမေမတီရဲ့မခပဲနဲ့ပြန်လာပါ ရန်ကုန်ခြေဆိုင်ဥရောပသမဂ္ဂပြည်ထိန်ကနေဒါဆွီဒင်ပြင်သစ်နော်ဝေးဩစတြေးလျဒိမတ်အပါအဝင်နိုင်ငံတကာတန်ယုံတွေကလည်းဒေါ်ဆန်းစုကြည်မွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့တန်ယုံတွေရဲ့တရားဝင် လူမှုကွန်ရက်စာမျက်နှာတွေမှာနှင်းစီပန်းပုံပြောင်းတာလူမှုခေါင်းဆောင်ပုံတွေတင်ပြီးဒေါ်ဆန်းစုကြည်အပါအဝင်ဖန်စီခံနိုင်ငံရေးအချင်းသူအချင်းသားတွေအားလုံးကိုလွတ်ပေးဖို့တောင်းဆိုနေကြပါတယ်။ကျမတို့ဝေပါ။ gidiyorum arkadaşlar.